1173ပြိုင်ပွဲပြန်လာတော့မယ်ဆိုတဲ့ချက်ထရီရဲ့စကားကြောင့်ဆိုလင်းဦးနေတဲ့ဒီအပိုင်းတွေမှာလေ့ကျင့်ပြင်ဆင်မှုတွေဆက်လုပ်ရတော့မယ်ပေးသမျှလုံးပဲမင်္ဂလာပါခင်ဗျာမန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ် ချက်ထရီကတော့173ပြန်ပွဲသတင်းကမကြခင်မှာသတင်းကောင်းကြားတော့မယ်ဆိုပြီးပေးသက်တွေထံအသိပေးပြောကြားလာခဲ့ပြီးပဲဖြစ်ပါတယ်ချက်ထရီရဲ့စကားကမြန်မာပေးသက်တွေအတွက်ရင်ခုန်ချင်းစရာပါဘာဖြစ်လို့လဲဆိုတော့ဆိုလင်ဦးရဲ့ပွဲတွေကိုအချိန်တွေအကြာကြီးမဆောင်ရတော့ဘဲမကြခင်မှာကြီးကြရဖို့ရှိနေတာကြောင့်ပါဆိုလင်ဦးကဒီပွဲမှာမွေထိုင်းကနဝင်ကြီးလို့တာဝန်ချိုင်းလို့စူပါလက်တို့ဝိုင်းမြောက်ပေးထားကြတဲ့ဒေရန်ဟာရီဆင်နဲ့ရှင်ပြန်ထိုးသက်သွားရမှာဖြစ်ပါတယ် လီရန်ဟာရီစင်ကမွေထိုင်းကဏဝင်ကြီးလို့မြောက်ပင်ပြောဆိုခံရတာကြောင့်ရိုးရလဝိတ်ပေါ်မှာနှိမ့်ချပြောဆိုမှုတွေပြုလုပ်ခဲ့သူပါဒါကြောင့်ဆိုလန်ဦးအနေနဲ့လီရန်ဟာရီစင်ကိုရိုးရလဝိတ်လောကတစ်ခုလုံးရဲ့ကိုယ်စားဆုံးမပေးသွားရတော့မှာလည်းဖြစ်ပါတယ် အစားတော့ကတော့173ပြိုင်ပွဲဟာစတန်ဖက်ဒရဲ့ဒဏ်ရာကြောင့်လာမယ့်နေ့အထိရွှေ့ဆိုင်မှုအတွက်ချက်ထရီကဆုံးမြတ်ခဲ့တာဖြစ်ပြီးအခုချိန်မှာတော့ပွဲကဒီနှစ်ထဲမှာပဲကျင်းပသွားဖို့ရှိနေတဲ့အကြောင်းချက်ထရီကအရေးအဝတ်ပြောကြားလာခဲ့တာပါဒီတော့အစိုးလင်းဦးအနေနဲ့သူ့ရဲ့နေချင်းပြင်ဆင်မှုတွေကိုပြန်ပြီးလှုပ်ဆောင်ရတော့ပါမယ်ဘာရီကြိုပြင်ထားတဲ့လဲဆိုတာကိုကျွန်တော်မြင်မိသလောက်ပြောပြပေးသွားပါမယ် ဆိုလင်းဦးအနေနဲ့173ပြိုင်ပွဲမှာလီရန်ဟာရီဆန်လိုအတွေ့အကြုံရှိပြီးပြင်းထန်တဲ့ကစားပုံရှိတဲ့ဖိုက်တာတဦးနဲ့ရှင်ပြန်ရမှာဖြစ်တဲ့အတွက်သူရဲ့လေ့ကျင့်ပြင်ဆင်မှုတွေဟာနည်းပြူအားမြောက်ပြီးဗတ်ဆုံဖြစ်ဖို့လိုအပ်ပါတယ်ဒီပွဲကဒီနှစ်ထဲမှာပွဲဖြစ်လာနိုင်ခြင်းများနေတဲ့အတွက်ဆိုလင်းဦးအနေနဲ့နံပါတ်၁ချက်ခန္ဓာရင်နဲ့အားကုန်ခံမှုကိုပြင်ဆင်ထားဖို့လိုအပ်ပါတယ်လီရန်ဟာရီဆန်ဟာသူရဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုပုံစံနဲ့တပွဲလုံးကိုဖိအားပေးတိုက်ခိုက်နိုင်သူပါဆိုလင်းဦးအနေနဲ့ဟာရီဆန်ရဲ့အဆက်မပြတ်တိုက်စစ်ကိုခံနိုင်ဖို့ရုပ်ပိုင်းဆိုင်ရာခန္ဓာရင်ကိုမြင့်တင်ဖို့လိုအပ်ပါတယ်နံပါတ်၂ချက်ဆိုလင်းဦးအနေနဲ့နီးစနစ်ပိုင်းဒုတ် အောင်လေ့ကျင့်ခြင်းတွေကိုပြန်လည်စတင်ဖို့လိုအပ်လာပါပြီ။ Harrison က South China Morning Post နဲ့ interview မှာသူ့ရဲ့နေ့စနစ်ပိုင်းကိုပုံမအယုံဆိုင်ပြီးဆိုလင်ဝီရဲ့ပြင်းထန်တဲ့တိုက်စစ်ကိုထိန်းချုပ်မယ်လို့ပြောထားပါတယ်။လာဝေကနေစဉ်သက်လာတဲ့ဆိုလင်ဝီရဲ့တိုက်ခိုက်မှုပုံစံဟာပြင်းထန်ပြီးအနေရများပေမယ့်မွေထိုင်းရဲ့နေ့စနစ်ပိုင်းမှာ Harrison တို့အတွေ့အကြုံရှိသူကိုရင်ဆိုင်ဖို့ဆိုရင်ပုံမတိကြတဲ့နေ့စနစ်တွေကိုလိုအပ်ပါတယ်။ဂိမ်းပလန်ကောင်းကောင်းစဆွဲဖို့လိုအပ်လာပါပြီ။နံပါတ်3ချက်ဖြူအောင်မြောက်ပြင်ဆင်မှုတွေကိုလည်းလုပ်ထားရပါတော့မယ်။ဟာရီဆန်ကသူ့ရဲ့ပြင်းထန်တဲ့ထိုးချိမ့်မှုပုံစံပွဲအတွင်းညာရင်ထက်မြက်စွာကစားနိုင်သူပါ။ စပွန်စကီဒါရဲ့ဖော်ပြချက်အရဟယ်ရီဆန်ကဆိုလင်ဦးရဲ့ခန္ဓာရင်ကောင်းတဲ့မေးရုပ်ကိုအပြေးကင်ဖို့ရည်မှန်းထားပြီးသူရဲ့နေ့စနစ်ပိုင်းကိုအသုံးပြုမယ်လို့ပြောထားပါရယ်ဆိုလင်ဦးအနေနဲ့ဟယ်ရီဆန်ရဲ့နေပြူဟာကိုခြေဖြတ်နိုင်မဲ့ကိုပိုင်ပြူဟာတွေလိုအပ်ပါရယ်နံပါတ်၄ချက်ကတော့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုပါဒီပိုင်းမှာတော့ဆိုလင်ဦးကကောင်းပြီးသားပါ ဆွလင်းဦးဟာလက်ရှိမှာနဘီဆက်ဆန်ကော့ပတန်တို့ကိုသုံးဝက်ဆက်ရှုံးနိမ့်ထားတာကြောင့်စိတ်ပိုင်းဆိုင်ရာဖိအားတွေရှိနိုင်ပါတယ်။ဟာရီစင်ကလည်းသူ့ရဲ့စိတ်သက်ခွန်အားနဲ့ပေးသက်ကိုဆွဲဆောင်နိုင်တဲ့ကစားသမားဖြစ်တာကြောင့်ဆွလင်းဦးအနေနဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာဖို့လိုအပ်ပါတယ်။နံပါတ်5အချက်အနေနဲ့ဒဏ်ရာကင်းရှင်းရေးနဲ့အာဟာရစီမံခန့်ခွဲမှုတွေကိုတေချာလေးပြင်ဆင်ထားဖို့လိုအပ်ပါပြီ။ဆွလင်းဦးက2024ဒီဇင်ဘာမှာကာမတော်တစားမှုတစ်ခုကြောင့်ဒဏ်ရာရရှိခဲ့ပြီးဆက်ဆန်တဲ့ပွဲကိုဖျက်သိမ်းခဲ့ရဘူးပါတယ်။ဒါကြောင့်ဒဏ်ရာကင်းရှင်းဖို့နဲ့အကောင်းဆုံးရုပ်ပိုင်းအခြေအနေရှိဖို့အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။နံပါတ်6အချက်အဖွဲနဲ့လေ့ကျင့်မှုနဲ့နေပြပွဲနဲ့ တ်သက်ပြီးတော့လဲစာပြီး train တင်ပါပြီ။ဆိုလင်ဦးရဲ့ one championship မှာရှင်ပြန်မှုတွေကသူ့ရဲ့လက်ဝဲအတွေ့အကြုံနဲ့သာမလုံလောက်တော့ဘဲမွေထိုင်းရဲ့စီးမြင်တဲ့နီးစနစ်တွေကိုကြမ်းကျင်ဖို့လိုအပ်ပါရီ။ Harrison လိုကစားသမားမျိုးကိုရင်ဆိုင်ဖို့အတွေ့အကြုံရှိတဲ့နီးပြဖွဲ့ရဲ့ပံ့ပိုးမှုကအရေးကြီးပါရီ။ဒေဂျာတော်ကတော့ဖွဲ့တဲ့ငါမကြခင်မှာကြားလာတော့မှဖြစ်လို့ဆိုလင်ဦးနေနဲ့သူ့ရဲ့လင်းချင်းပြင်ဆင်မှုတွေကိုဒေဂျာပေါ့စားရတော့မှဖြစ်ပါရီ။ဖရဲတက်များရဲ့မြင်ကောက်ရောဘလို့ရှိမလဲ။ဆိုလင်ဦးက Harrison ကိုဆုံးမသွားနိုင်မလား။ပြောပြသွားခဲ့ကြပါဦး။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။